အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကိုယ်မှမရှိတဲ့ငွေကြီးကိုမသုံးပါနဲ့ဆိုတော့ခေါင်းစည်းလေးနဲ့ဝေမျှပေးသွားကြပါတယ်လူတယောက်ကချမ်းသာကြွားခြင်းနဲ့ဆိုလို့ရှိရင်ကိုယ်မှမရှိတဲ့ငွေကြီးကိုယ်မှမရှိတဲ့ပတ်စံကိုမသုံးပါနဲ့ဆိုပြီးတော့ဒါ psychology of money စာအုပ်မှာကြံပေးထားတာရှိပါတယ်ဟိုအဓိကအဖြစ်တော့ကျွန်တော်တို့ဒီအသုံးဆွဲနဲ့ပတ်သက်လို့သတိပြုစရာကောင်းပါတယ်ကျွန်တော်အသုံးနဲ့အဖြုံးကိုပွဲဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့ကိုယ်တော့အရေးမကြီးတဲ့အရာတွေမလူလားအပ်တဲ့အရာတွေကျွန်တော်တို့ မတုံးမိလေဒါကောင်းလေပေါ့နော်ဟိုအထူးသဖြင့်တော့ကျွန်တော်တို့ရဲ့ထွက်ငွေကဝင်ငွေထက်များနေလို့မရဘူးပေါ့လေတကယ်လို့မှကိုယ့်ရဲ့ထွက်ငွေကဝင်ငွေထက်များနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကျွေးနုံထဲမှာနင့်နိုင်တဲ့လားလားအများကြီးရှိပါတယ်ကိုယ့်ပုံဝင်ချက်မှာသတိထားကြည့်လို့ရအထူးသဖြင့်ကျွန်တော်တို့ဒီလက်ကစားဝန်ထမ်းတွေလက်ကစားလုပ်တဲ့သူတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြောရတာရှိရပေါ့နော်ပြတ်တုံးလက်တုံး23လို့ပါတော့ဆိုတော့ဒီလားစဉ်ကျွန်တော်တို့ကဒီ ငွေကြေးခက်ခဲဖြစ်တဲ့ဟာပေါ့လေလက်ထက်ပတ်စံပြတ်တဲ့ကိစ္စတွေဒါလေးအများကြီးလဲဒါဂျုံမှုကြောက်ကြမှာထင်ပါတယ်ဒါဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်ဝန်ထမ်းများစုပေါ့နော်လက္ခဏာအများစုဆိုလို့ရှိရင်လကုန်တဲ့ချိန်မှာကျွန်တော်လစာထုတ်တဲ့ချိန်မှာလက်ထက်မှာပတ်စံရှိတယ်ကျွန်တော်တို့တစ်ပတ်နောက်ဆုံးနှစ်ပတ်လောက်တွေကျွန်တော်တို့အဆင်ပြေသေးတယ်ဟုတ်ပါလလေလောက်ရောက်ပြီဆိုလို့ရှိရင်ဟိုလက်ထက်မှာ30%သိမ့်မကြံတာတို့ ဟိုကျွန်တော်တို့ပတ်စံလျှောက်ပြီးချီရတာတော့ဒါမျိုးတွေကျွန်တော်ကြုံလာနိုင်ပါတော့။ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်ကဒီအကျွေးနဲ့ကြိုပြီးတော့သုံးထားတာတွေရှိတယ်။နောက်အရစ်ကြတွေလုံးနေတယ်ကျွန်တော်တို့ဒီပစ္စည်းတွေလျှောက်ဝဲထားတာရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒီဝင်ငွေတစ်ခုရလာပြီ၊လာစာရလာပြီဆိုလို့ရှိရင်အကျွေးကိုကျွန်တော်တို့ကအရင်ဆုံးပြေးစားတာပြီးမှကျွန်တော်တို့သုံးရတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင်ဟိုရလိုက်အကျွေးဆက်လိုက်သုံးလိုက်အဲ့ဒီလိုမျိုးကျွန်တော်တန်တရားလဲနေတဲ့ခါကျတော့ဒီငွေကြီးအကျက်တဲ non เนี่ยနေပြီကျွန်တော်တို့ရုံးထွက်နိုင်ပြီဖြစ်တတ်ကြပါတယ်ဆိုတော့ ကိုယ့်ရဲ့အသုံးစွဲအင်တန်ရေးကြည့်ပါတယ်အင်တန်ရေးကြည့်တယ်ဆိုတော့ကျွန်တော်ဒီနေ့ခေတ်မှာပို့သိတာတယ်ဗောကျွန်တော် credit card တွေဒါလွတ်လပ်ကူသုံးလို့ရပါပြီကျွန်တော်အကျိုးစနစ်နဲ့လွတ်လပ်ကူဝယ်လို့ရလာပြီဆိုတဲ့အတွက်ကိုယ့်ရဲ့အသုံးစွဲဗောနော်ကျွန်တော်တို့အတိထားဖို့လိုတယ်နောက်ဒီစိတ်ကံစားချက်နောက်ကိုလိုက်ပြီးတော့ဝယ်တဲ့ဟာမျိုးတွေကျွန်တော်တို့တတိထားဖို့လိုတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ payment system တွေကအစားကျွန်တော်တို့ဒီ cashless ကျွန်တော်ငွေသားမဟုတ်ဘဲနဲ့ mobile banking နဲ့ကျွန်တော်သုံးလို့ရလာတယ်နောက် digital pay တွေနဲ့သုံးလို့ရလာတဲ့အချိန်မှာ ဟိုကိုမိုဘိုင်းကိုရဲ့ဖုန်းကိုကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့ပစ္စည်းမျိုးစုံကိုကျွန်တော်တို့ develop ကိုဝယ်လို့ရတယ်ဒီလိုအချိန်မှာကိုရဲ့ဒီစိတ်ခံစားချက်နောက်ကိုလိုက်ပြီးတော့ဝယ်တဲ့ကိစ္စတွေဒါကျွန်တော်တို့တော်တော်လေး control လုပ်ဖို့လိုပါတယ်အဲ့တော့ဒီဒီနောက်ပိုင်းမှာကျွန်တော်တို့ပြောပြလာတဲ့ဒါ minimalism ဆိုရင်အမှန်တသဘောကျဖို့ကောင်းပါတယ်ဒီ living with less ပေါ့နော်ပို့အတွက်တကယ်လိုအပ်တဲ့ပစ္စည်းပစ္စည်းကနည်းနည်းနဲ့နေတတ်အောင်အကျင့်လို့ကိုလည်းလိုတယ်ပေါ့နော်မလိုလားတဲ့ຢာတွေကျွန်တော်တို့မသုံးကိုယ့်အတွက်အရေးမကြီးတဲ့ဟာတွေမသုံးတစ်ခါတည်းကျွန်တော်တို့ရှိတယ်ကိုယ့်ရဲ့ ီအခမ်းအနားမှာပြန်ကြည့်ကြည့်လို့ရှိရင်ကျွန်တော်တို့မသုံးတဲ့ကျွန်တော်တို့မဝတ်တဲ့အဝယ်စားတွေကျွန်တော်မသုံးတဲ့ပစ္စည်းဒါတွေများရှိတယ်ဆိုတော့ကိုယ့်ဘာသာကိုပြန်စဉ်းစားကြည့်လို့ရတယ်ကိုပစ္စည်းတစ်ခုဝယ်ပြီဆိုလို့ရှိရင်ဒါတကယ်သုံးလို့လားမလို့လားပေါ့နော်ကျွန်တော်ပြန်ဆက်စစ်လို့ရတယ်အရေးကြီးတာကကိုယ့်အတွက်မလို့တာတွေအရေးမကြီးတာတွေမသုံးမနဲ့ကိုယ့်အတွက်တကယ်လို့တာကိုပဲသုံးပြီးတော့ကိုယ့်ရဲ့အသုံးဖဲကိုစီကန်ရှိရှိနဲ့လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့အခုလိုချင်တဲ့ furniture ကိုအခုလိုချင်တဲ့ငွေကြီးကြော်ဝါကိုတာမြန်မြန်တိစောင်းနိုင်မှာဖြစ်ပါတယ် ရေးကြီးတာကကျွန်တော်တို့ကိုယ်မှမရှိတဲ့ပတ်စံမသုံးမိဖို့ကိုယ့်ရဲ့ဖွင့်ငွေကဝင်ငွေထက်မများဖို့ဖိပြဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်